းဟာမင်းအောင်လှိုင်ရဲ့ပထွေးနဲ့ပထွေးနှစ်ယောက်ပေါ့နော်အဲတော့မင်းအောင်လှိုင်ရဲ့ပထွေးနှစ်ယောက်ကတော့သွားရှာတော့မယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်အသေးတို့ထွက်မလားဟောကျွန်တော်တို့လေပြားခေါင်းဆောင်ကြားပြီလို့ဆိုတော့တခြင်းရှုခံရမလားတော့မသိဘူးပူတင်ရဲ့ဒီရက်ပိုင်းအနာဂတ်ကတော့အဲ့တော့ကျွန်တော်တို့မှလည်း ရားပြည်ကေရနီပြည်နယ်တစ်ခုလုံးနီးပါးလွတ်လပ်ဖို့အနေထားရှိပါပြီ။ပြည်သူတရလုံးကလည်းလုံးဝမခံကျင်သိတဲ့ရှိနေပြီဆိုတော့အခြေအနေတွေကပြောင်းလဲမယ်ဆိုရင်ဝုန်း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 နဲ့ပြောင်းတတ်တယ်နော်။အားလို့ဆိုတော့လူတွေကမခံကျင်စိတ်ကနေရတနိုင်ငံလုံးမှာကအပြင်းထန်ဆုံးဖြစ်နေပြီ။ဖြစ်လာရင်တွေ့ရဒါဝချုံဆွဲပြီးတော့တွေ့တဲ့စစ်စခန်းတွေ့တဲ့ရဲစခန်းတွေ့တဲ့စစ်သားစစ်ခွေးအကုန်အကုန်ရှင်းကြမယ်လူတွေကြီးပဲရှိတယ်ဆိုတော့ကျွန်တော်တို့သိတယ်။အဲ့တော့ကျွန်တော်တို့ကပြည်သူကိုပန်ချားခြင်းနဲ့ အလွန်ဆိုးပြွားတဲ့သွေးချောင်းစီးပွားကျွန်တော်တို့မဖြစ်ချင်ဘူးမဖြစ်စီလို့ပြည်သူကနာကြီးမှုအပြင်းထန်ဆုံးဘယ်တော့ပဲရှိပါစေနော်အခုကျွန်တော်တို့မကြခင်မင်းအွန်လိုင်းထွက်ပြေးလို့ဖြစ်ဖြစ်စစ်ဘိုလ်ချုပ်တစုကသူတို့ချင်းချင်းပြန်လဲပြတ်တက်လို့ပဲဖြစ်ဖြစ်တစုံတရာကြောက်လုံးဝထိတ်သီးပြိုလဲပြိုကွဲသွားပြီဆိုရင်တိကျတဲ့အောက်ခြေတက်အားလုံးကဖျို့ဖျဲဗျမ်းပတာအသည်းဒီနဲ့လက်နှချတို့ချတနက်တွေဖွဲ့ပြပြပြီးလို့ပြီးကိုကိုတက်တည်လို့တီးအကုန်လုံးတကယ်ကိုဘရုံးတောင်းကဒီရောတော့ဘာနဲ့အချိန်ဟာ တစ်ရက်နှစ်ရက်သုံးရက်တော့တည်းမှာတနိုင်ငံလုံးဖျို့ပြဖြစ်သွားနိုင်ရည်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာပကပပပါရီပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကနေရာနဲ့မှာစနစ်တကျတော့ရှိနေပြီဖြစ်တယ်တို့တော့တို့တော့ဆိုတာအင်အားအင်မတန်ကြီးမားတဲ့ပြည်သူတန်ပေါင်း340ကနာကြီးမှုအမြင့်ဆုံးရောက်နေတဲ့အချိန်ဖြစ်လို့ထိတ်တီးပိုင်းမင်းအွန်လိုင်းထွက်ပြေးစီဖြစ်စီသူ့အချင်းချင်းကပြက်ကတ်တပ်ဖြတ်လိုက်လို့ဖြစ်စီအကြောင်းမျိုးတစုံတရာကြောက်နော်ကျွန်တော်တို့ drone နဲ့ဘုံကျဲလို့တခုဘဲကျုံလို့တစုံတခုဖြစ်သွားသည်ဖြစ်စီ ဖီအိုပီအက်ဖြစ်သွားတာနဲ့ပြည်သူလူထုဟာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပကပပအဖွဲ့တွေအမျိုးသားညီညွတ်ရေးအစိုးရရဲ့အချိန်နဲ့တပြေးညွှန်ကြားတဲ့ညွှန်ကြားချက်တွေအတိုင်းအထိကျလိုက်နာလှုပ်ဆောင်ဖို့လိုတယ်လို့ကျွန်တော်အခုကတည်းကကြိုပြီးတော့ပန်ကြားချင်ပါတယ်တွေ့ရတင်ချိုင်းဒါမဆိုင်ဆိုပြီးတွေ့ကျွန်တော်တို့ဒီမျိုးပြတိုက်ပွဲတွေတိုင်းတဲ့အချိန်မှာသူဖက်စစ်ဂျမ်ဖက်တက်ကလက်နက်နဲ့ခုခံနေရင်တော့ကျွန်တော်တို့လက်နက်နဲ့အလင်းမြန်လေဦးမှုယူရှင်းလင်းရမှာပါသို့တော်သူတို့ဒီလက်နက်ချပြီးထွက်ပြေးလာပြီဆိုရင်တော့ကျွန်တော်တို့တွေ ီသူတွေကတာဝန်သိပြီသူတွေနဲ့သူတို့တွေကိုဖမ်းဆီးထားပေးဖို့ပဲကျွန်တော် မြေတားရဲ့ခံပါရစေ။လက်စားချေတပ်ဖြတ်တာမျိုးသူတို့ရယုံရင်ရိုင်းဆိုင်ကြမ်းတမ်းလူမဆန်စွာရုပ်မာခဲ့တာမျိုးကျွန်တော်တို့ပြည်သူပြည်သားတွေကမလို့စေချင်ပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ဟာဓမ္မကိုတိဆောက်ခြင်းတဲ့လူဖြစ်တယ်။သူတို့ဒီအာဓမ္မကျူးလွန်ခဲ့တာကိုစုံစမ်းစစ်ဆေးဖော်ထုတ်ပြီးနောင်ကျင်တဲ့အထိထိုက်တဲ့နဲ့ထောင်တန်းနေပြည်ထောင်နေနဲ့ပဲပြီးနေအောင်ကျွန်တော်တို့ကြိုးစားကြပါတယ်။ပြည်သူတရားလုံးသွေးချောင်းစီတာမျိုးမဖြစ်စေချင်ဘူးမလို့စေချင်ဘူး။ เนาะအခုခေတ်ကကျွန်တော်ကြိုပြီးတော့မြေတားရက်ခန့်ပြရစီเนาะဒါကျွန်တော်လေးလုံးကြီးပြီးပြောနေတာမဟုတ်ဘူးเนาะလုံးဝမဖြစ်လာဘူးလို့ထင်ရတဲ့ပူတင်အခုသူ့မော်စကိုမှာသူခန်းစစ်ဆင်နေရတဲ့ဂျပန်တော်တင်မိုင်250 300ဆိုတာရန်ကုန်နဲ့နေပြည်တော်လောက်ပဲရှိတော့တဲ့ပူတင်တွေ့ဟိုမှာအင်အား2500ကျော်ကြီးကဒီအကုန်လုံးစစ်လက်နက်ရန်ရအပြည့်စုံနဲ့ခြေတိုက်ပြီးပူတင်ပြန်တိုက်လာတာလူကာရှင်ကိုထွက်ပြေးပြီကဲကျွန်တော်တို့ကလွန်ခဲ့တဲ့650ရက်ကဒါဖြစ်မယ်လို့ထင်ခဲ့လားမထင်ခဲ့ဘူးအခုဖြစ်လာပြီ ဦးမင်းအောင်လည်းဒီတရက်နေ့မှာထွက်မပြေးဘူးလို့ပြောလို့မရဘူးအဲ့တော့ဖြစ်လာခဲ့ရင်ပြည်သူတရက်လုံးကဘာဖြစ်လဲကျွန်တော်တို့အခုပန်ချားသလိုမျိုးကျွန်တော်ပန်ချားသလိုမျိုးပေါ့နော်ထိမ့်ထိမ့်သိမ့်သိမ့်နဲ့မြို့ပြအုပ်ချုပ်ရေးစခန်းတွေမှာပြန်လည်စုဖွဲ့ပြီးအုပ်ချုပ်မှုရေးအစီအစဉ်နဲ့အမြန်ဆုံးတိဆောက်ပါတောကြောင်တွေလက်ကမောင်းခတ်ခွင့်မရအောင်မိမိရက်ကြီးလိုက်မိမိမြို့နယ်လိုက်မိမိလမ်းလိုက်ကိုစနစ်တကျရင်းရင်ကျေးကျေးရင်းရင်ကျက်ကျက်နဲ့ပြည်သူကပဲပြန်လည်ထိမ့်ချုပ်နိုင်အောင်ကြိုးစားပါအဲ့ဒီတိမှာတစ်ချိန်တည်းမှာပဲအခုလက်ရှိ မင်းအွန်လိုင်းဖက်စစ်တက်လက်အောက်မှာလှုပ်ကြွေးပြုတ်ခဲ့တယ်ဆိုတော့အုတ်ချွေမှုတွေအနာပြားတွေနော်နောက်ကဘောမာဆိုတဲ့လူဒန်းစားတွေကိုမလုတ်ပါနဲ့ကလဲသားမချီပါနဲ့ဒါမဲ့ထိန်းသိမ်းပေးပါအားလုံးကိုအရှင်လက်လက်ထိန်းသိမ်းထားပါထိခိုက်ဒဏ်ရာမရပါစေနဲ့မတကမနေနိုင်လို့လှုပ်ချင်ပြီလားဖက်နှက်နဲ့ပဲပါရဲ့ဒီထက်ပိုမလုတ်ပါနဲ့နော်ဖက်နှက်နဲ့ပါရဲ့သူဆယ်ရဲလောက်ထမင်းမစားနိုင်နေပြီစက်သားတွေရဲတွေစကမ်းမှုတွေသူ့ကိုယ်သူမျိုးနယ်မှုအပွင့်ကြီးတင်ထားတဲ့လူတွေအားလုံးကိုကျွန်တော်တို့အရှင်လက်လက်လှုပ်ချင်ပါတယ် ပြည်သူလူထုကိုလေးလေးဆက်သားပိုင်ညံ့မှုမရဘဲနဲ့ပြည်တွင်းစစ်မီးကိုတမြင့်မြင့်အရှင်ပြင်းပြင်းတောက်လောင်နေစေတဲ့ပြဿနာကျွန်တော်မြန်မာပြည်သူပြည်သားများအားလုံးမှာအခွင့်အလမ်းစွမ်းရည်ကိုယ်စီရှိပါလျက်ကနဲ့တိုးတက်ခွင့်ငြိမ်းချမ်းခွင့်ကမ္ဘာလူသားတွေနဲ့ဒန်းတူနေခွင့်မရဘဲနဲ့အနိဖိနှိတ်ခံအနိုင်ကျင့်ခံအယဉ်ဆက်ခံစည်ရဲမွေးတီခံဖြစ်အပြစ်ပေခံဘွားရောက်နေရတဲ့ပြဿနာဟာရှင်းရှင်းလေးပါစစ်အာဏာရှင်စနစ်မြန်မာပြည်မှာရှိနေလို့ပါ အကြံဖက်ဆရာနာရှင်တွေမြန်မာပြည်ကို military institution တခုလုံးကိုလူသလိုအလွဲသုံးပြီးရက်ဆက်ကြမ်းကြုတ်စွာဖိနှိပ်အုပ်ချုပ်နေလို့ကျွန်တော်တိုင်းပြည်အခုအခုလိုဒုက္ခရောက်နေတာဖြစ်ပါတယ်ပြည်သူတွေမြောက်များစွာဖမ်းဆီးအသက်ဖြတ်ခံနေရတယ်အရက်ဆက်ဆုံးဆိုတဲ့အပြုမူတွေနဲ့ကျွန်တော်တို့နိုင်ကျင့်ခံနေရတယ်မျိုးပြမာနေတဲ့ပြည်သူတွေဘလောက်ထိအတိဒုက္ခရောက်နေလဲဆင်းရဲနေလဲဆိုတာကျွန်တော်တို့ကိုချင်းစာတယ်ကျွန်တော်ကိုယ်တိုင်လည်းအတိဒုက္ခရောက်ခဲ့တဲ့ဘဝကနေလွတ်လာတာနှစ်လပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ အမြန်ဆုံးတနိုင်ငံလုံးပြောင်းစုတစ်ခုလုံးတိုင်းရင်းသားတို့တရားလုံးလူမျိုးနွယ်စုအားလုံးကိုလွတ်လပ်သောငြိမ်းချမ်းသောဓာတ်တူညီမျှသောနော်ဒုပေါင်းလောကလောကပါလာတရားနဲ့ထွန်ကားသောဖက်ဒရယ်ဒီမိုကရေစီပြောင်းစုနိုင်ငံတော်တည်ဖြစ်ဖို့ကျွန်တော်တို့အင်ကုန်အားကိုတက်ကုန်ဖွင့်ရွက်ကုန်လွှင့်ပြီးနိုင်ငံသူနိုင်ငံသားအများစုပါဝင်ဆင်နွှဲနေကြတယ်လူဒေါ်လာရေးကြီးဖက်စစ်ချေမိုးရေးတိုက်ပွဲကြီးဟာအခုဆိုရင်အောင်ပွဲကိုအလုံးအင်မတန်ကိုနီးကပ်လာပြီဖြစ်ပါတယ် ဒါလည်းအားလုံးသောတိုင်းဒေသခေါင်းဆောင်တွေ NUG မြို့သားညီညီအစိုးရအပါဝင်နိုင်ငံရေးခေါင်းဆောင်တွေနောက်ကဒေသတွင်းမှာရှိတဲ့အသီးသီးအမှန်တရားကိုမျက်နှာပြီးတော့ဓမ္မကိုလိုလားတဲ့ဒေသတွင်းခေါင်းဆောင်တွေအထူးအထူးအထူးကျေးဇူးတင်ရမှာတော့မျိုးဆက်သစ် generation Z တာဝန်သိပြီးတော့တာဝန်ယူရဲတဲ့စွန့်လွန်စွန်စားရဲဝင်သောစိတ်ဓာတ်ပိုင်ရှင်ရှိတဲ့ကျွန်တော်တို့ရဲ့ချစ်စွာသောညီမောင်သားတူမမျိုးဆက် generation Z မျိုးဆက်ဖြစ်ပါတယ် သူတို့တွေရဲ့စွမ်းဆောင်ရည်ကြောင့်အခုဆိုရင်အခြားဘက်ဖက်စစ်တပ်ဟာနေရာအနှံ့မှာလဲလဲအကွဲအကွဲအပြူပြူနဲ့ဘလောက်ထိလဲဆိုတော့မနေ့ကတည်းကကျွန်တော်မြင်တွေ့ရတဲ့မြင်ကွင်းလေးကိုပြောပြပါမယ်မနေ့ကပဲဖြစ်သွားတဲ့ခရနီဒေတာတခုပဲပြောပါတော့ဘယ်စကန်ဘယ်စကန်လို့ကျွန်တော်အတိအကျမညွှန်းတော့ပါဘူးကျွန်တော်ဗီဒီယိုဖိုင်တော်တော်များများရနေဆိုပြောပြပါမယ်ဗီဒီယိုတွေကိုအဲ့ဒီမှာစကန်ကိုဝင်စီးလိုက်တော့သွေးတံတရေရဲနဲ့ခြေထောက်မှာဒီကဒဏ်ရာရစသားလဲလို့တယောက်ကခေါင်းမှာဒဏ်ရာရတာ အဲ့အဲ့မှာ PDF စစ်သားတွေကတနက်တည်းအကုန်ထိုးချိန်မြတ်ထဲဝင်လာပြီးတော့မလို့နဲ့တောင်မလို့နှုတ်ညင်းနေခေါင်းနေခေါင်းလေးလေးလေးတင်ပြီးတော့ညင်းနေကြတယ်အဲ့မှာတက်ချက်ကြီးသူမို့ RSM RSM ဆိုတာကအရာခံဖို့အဆင့်လောက်လို့ယူဆရတယ်တယောက်အရောက်ဝင်နေပါပဲသူကလည်းတုံတုံလုံးလုံးနဲ့ခေါင်းလေးတင်ပြီးတော့မော်ကြည့်နေချိန်မှာ PDF အမျိုးသမီးတိုင်းရင်းသူတယောက်ကစကားတန်ဝဲဝဲနဲ့ညင်းတို့ငါ့ကိုမတို့ဘာလို့ဒီလိုရဲစစ်တဲ့လှုပ်တာလဲလက်နဲ့ချဖို့ပြောနေတာကိုညင်းတို့ဘာလို့လက်နဲ့မချရလဲဆိုတော့သူကအဲ့အရာခံဖို့လို့ယူဆရတယ်အသက်90ကျော်လောက်ရှိတဲ့တယောက်က ခေါင်းပေါ်လက်လေးတင်ပြီးတော့ကျွန်တော်တို့ခိုင်းလို့လောရတာတာဝန်ပြုလို့လောရတာပါခမရဆိုပြီးပြောနေတယ်မြင်ကွင်းလေးပြီးတယ်ပြီးတော့အဲ့ဖွဲ့တွေကတနက်တွေချိန်ပြီးတော့ခိုင်းနေဝင်တော့ခိုင်းနေမှာစစ်သားတွေပေါ့နော်စစ်သားဆိုဖက်စစ်အကြမ်းဖက်တပ်ကယူနီဖောင်းတွေနဲ့ equipment တွေအပြည့်စုံပို့ထားတဲ့လူကြီးကတ်တွေနဲ့အခါအလောင်းတွေစီပြီးတော့ခြားထားတာအလောင်း20လောက်ရှိတယ်နော်အလောင်း20လောက်ရှိမှာအကုန်စီခြားထားတာအဲဆိုဒါလက်ရှိကျွန်တော်တို့ဘက်ကမနေ့ကဆိုတဲ့လက်ဆက်တော်မြင်ကွင်းကိုကျွန်တော်ကပြည်သူတွေကိုမိတ်ဆက်ပြောပြတယ်ကျွန်တော်ဘက်မှာလက်ကြည့်ခိုက် ကြာဆုံးတာတွေရှိပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလက်နက်တွေခဲရန်တွေကြီးတွေလုံလောက်မှုဟိုဘက်ကနှစ်ပေါင်း80ကျော်ကျော်တိဆောက်လာတဲ့နိုင်ငံဘန်နာအလုံးကုန်လုံးအလွဲသုံးပြီးတော့သူတို့ကိုချိုးစီပွားအတွက်ကိုပဲအသုံးချလာတဲ့အကြမ်းဖက်ဖက်စစ်တကြီးကိုလက်နက်ခဲရန်အင်အားကတော့မရှင်နိုင်တာတော့အမှန်ပါပဲ။လက်နက်ခဲရန်အင်အားပြောတာတော့ဒါပေမဲ့လူအင်အားကတော့ကျွန်တော်တို့ပြည်သူ့ဘက်တော်သားတွေ PDF ကာကွယ်တပ်မတော်သားတွေကအစမတန်နော်လက်ရှိအကြမ်းဖက်စစ်တပ်ကိုရှင်နိုင်သွားပြီလို့တရားဝင်ကြေညာပြီးဖြစ်တယ်။လူအင်အားတော့ကျွန်တော်မှရှိတယ်။ လက်နက်ခဲယမ်းကမိမိတို့ပြည်သူတွေထောက်ပံ့တာတွေနဲ့ပြည်တပ်စင်နဲ့တိုက်ခိုက်တယ်လက်ရှိအကြမ်းဖက်စစ်တပ်တွေစစ်တပ်တွေနဲ့တွားတိုက်ခိုက်ပြီးတော့စကန်သိန်းရာနဲ့ရရှိတဲ့လက်နက်တွေနဲ့ပြန်ပြီးတော့သူသူသူ့ယိုးနဲ့သူ့ပြန်ထိုးတယ်ငချင်းစင်နဲ့ငချင်းပြန်ကြော်တယ်ဆိုတော့ကျွန်တော်ဘက်ကတော့အရှိန်အဟုန်ကြီးအလွန်မြင့်တက်လာပါတယ်အဲ့တော့ကျွန်တော်ကအခုဒီစကရက်ဒီဒီနေ့ပြောမယ့်အစီအစဉ်လေးဟာနေပြည်တော်ကိုဘဲကျုံစုလို့ကျွန်တော်ခေါင်းစဉ်တက်ထားပါတယ်ဘဲကျုံစုဆိုတာဘဲကိုသွားပြီးတော့ကျုံမှုပြောတာမဟုတ်ဘူးเนาะ ကျွန်တော် Facebook တို့ YouTube တို့ကလည်းအတစကလစကားအကြနာအစားအရင်အထာကောက်လုံးအကြီးတယ်ကြီးစားစကားပြောရရင်စိတ်ကောက်တာတည်းဒီကောင်ကြီးကပူဆိုးတယ်နော်အဲ့တော့ကျွန်တော်ကစကထားလေးနဲ့ပြောလိုက်တာဖြစ်တယ်နေပြည်တော်ကိုဘဲကျုံဖို့နော်ဘဲကျုံဖို့ကျွန်တော်မနေ့ကညနေအဆုံးသိမ်မှပြောခဲ့ပြီးဖြစ်တယ်အဲ့တော့ကျွန်တော်ခုလေးတင်မယ်နေပြည်တော်ကိုဘဲကျုံနိုင်လောက်တဲ့အထိဆွမ်းဆောင်ရင်မြင့်တဲ့ပညာရှင်ဖွဲ့တွေတပ်ဖွဲ့ဝင်တွေရင်းရင်းပြောင်မြောက်တော့ဥပပေါင်းဆောင်ရွက်သူတွေ အတက်ပညာရှင်၊နုပညာရှင်တွေနဲ့ကျွန်တော်တို့ Zoom meeting ပြီးသွားပါတယ်။ကိုလေးတင်မယ်။အာကိုအောင်တော်ကြီးတို့၊ကိုစိန်သီးတို့၊ကိုလင်းနေတို့နော်အများကြီးဖွက်ဖွက်ရရနောက်မှာအမေရိကနာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေပေါ့ဗျာ။ကျွန်တော်တို့နာမည်တော်မနေ့ဖြန်ည၈နာရီကြာလို့ရှိရင်တက်လာပါလိမ့်မယ်နော်။ပြောကြပါလိမ့်မယ်။ပြပြပြမင်းမင်းဆိုင်ဆိုင်နဲ့ကျွန်တော်တို့တွေဘာကြောင့်အခုချိန်မှာအားခြင်းဒီကိစ္စကိုတွန်းလာရကြလဲတောင်းလာရလဲဆိုတော့ ခြေအနေနဲ့အချိန်ခါတွေကိုကျွန်တော်မိတ်ဆွေတွေနားလဲသဘောပေါက်မှထင်ပါတယ်ဘလို့အချိန်အနေနဲ့အချိန်ခါတွေလဲပြောရရင်တော့ရုရှားကိုဝိုင်းဝန်းပညာပေးဖို့နော်ယူကရိန်းကိုအပြည့်အဝကာကွယ်ဖို့နီတိုကသူရဲ့အကြီးမားဆုံးလင်းမောင်းစစ်လင်းမောင်းတိုက်လင်းမောင်း250ကျော်ပါတဲ့လေကြောင်းအင်အားပြလေ့ကျင့်မွေးကြီးတာမနေ့တနေ့ကနေပြီးသွားတယ်တရုတ်နိုင်ငံကိုအမေရိကန်နိုင်ငံသားဝင်ကြီးသွားပြီးတွေ့ဆုံဆွေးနွေးတဲ့အစီအစဉ်မှာလည်းပဲ ចောင်းရအရေးကြီးတယ်အမြောင်များပါခဲ့တယ်ဆိုတဲ့တင်လေးကြားခဲ့ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့အများနဲ့နှာစည်းခဲ့တဲ့အိန္ဒိယဝန်ကြီးချုပ်မူဒီမနေ့ကလည်းထုတ်ပြန်ပြီးတော့အမေရိကန်သမ္မတနဲ့တူပူတွဲပြီးတော့မြန်မာပြည်အရေးအတွက်ကိုဒီလိုလိုတွန်းအားပေးပြီးတော့အများဆုံးဥပဒေမဲ့ဖမ်းဆီးထားသူတွေလွတ်ပေးဖို့တခါမှမတောင်းဆိုဘူးတဲ့အိန္ဒိယကြီးအနေရကျွန်တော်တို့ဘက်ကတောင်းဆိုလာတယ်ဒါဂျပန်တော်တင်ဆုံးလာတော့နောက်အခု MNCD ကျွန်တော်တို့မြန်မာ foreign investment bank အပါအဝင် MOD ဆိုတော့အကြမ်းဖက်ဖက်စစ်တပ်ရဲ့ကာကွယ်ဝင်ဌာနကိုဆန့်ရှင်ချမှတ်လိုက်တဲ့နောက်ွယ်မှာခြုံလုံးနှမ်းမှာဖြာတန်းမီးလောင်နေတယ်ဖြာတန်းမီးလောင်နေလို့ပဲပြောပြရစီဖြာတန်းကိုကြီးကြီးကျယ်ကျယ်ပက်ပက်ဆက်ဆက်ကိုလောင်နေတယ်အသူတွေဘလို့မှစောက်တီရမရရက်တီရမရကိုးကွယ်ရမရအားကိုးရမရလေလုံးထွားခွင့်မရတော့အခြေအနေကိုရောက်နေတယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေဟာအင်းကုံအားကုံနဲ့နောက်ဆုံးပွဲသိမ်းအတွက်ဝိုင်းဝန်းမှုအချိန်ကြပြီလို့နှိုးဆော်ရင်းနဲ့ မနေ့ပြန်ည8:00နာရီမှာကျွန်တော်တို့တော်တော်များများ channel တွေကနေပြီးတော့ campaign တစ်ခုတင်ပြဖို့အစီအစဉ်ရှိပါတယ်။အဲ့ဒီအစီအစဉ်ကကျွန်တော်တို့ရဲ့ချစ်စွာသောခရီးတိုင်းသားတွေရဲ့ Air to For Me တဲ့မိစ္ဆာနှင်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ပါ။တို့ခရီးဘာသာခရီးဘာသာရနေဆိုရင်တော့ Air to For Me လို့ခေါ်တာပေါ့။ကျွန်တော်တို့မြန်မာလူနားလည်မယ်ဆိုရင်တော့မကောင်းဆိုးဝါးတွေနော်။သွေးဆုပ်ဖုတ်ကောင်းတွေပေါ့။မကောင်းတဲ့ဆိုးဝါးဒီလူစုလူသားတွေကိုမောင်းထုတ်နှင်ပွဲလို့အမည်ရပါလိမ့်မယ်။ မိษาနင်ပွဲပေါ့ကျွန်တော်တို့ဘာမှလို့ဆိုတော့အဲ့ဒါလက်ဖြန်အစီအစဉ်လာပါလိမ့်မယ်အဲ့တော့မလာခင်လေးကိုကျွန်တော်ကအမည်သဘောလေးနဲ့ပြည်သူတွေကိုကြိုပြောချင်တာကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့မျိုးဆက်တဲ့ဂျင်စီတွေမှာနီးပညာအဆင့်အမြင့်ဆုံးလို့ပေါ်ပြနိုင်တဲ့နီးပညာနဲ့အထောက်အကူတွေရောက်ရှိနေပြီဖြစ်တယ်။ဒါဆိုရင်ဘယ်သူကဘာလို့ဘာညာတော့ကျွန်တော်မပြောတော့ဘူးเนาะ။ဆင့်မြင့်ဆုံးနီးပညာနဲ့အဆင့်မြင့်ဆုံးကိရိယာတွေရောက်ရှိနေပြီဖြစ်တယ်။အမှုစိတ်ပေါ့ဗျာအဓိကကတော့အမှုစိတ်ကျွန်တော်နိုင်ငံထဲမှာထုတ်လုပ်လို့မရနိုင်တဲ့ အမှုစိတ်နီးပညာနဲ့အမှုအမှုစိတ်အကူအညီတွေရောက်ရှိလာဖြစ်တယ်။တိုးတော့ကျွန်တော်တို့မှာလာအကျန်းတယ်လို့ခေါ်မဲ့ဒီ hardware ကိုအဲ့အတွက် hardware တွေကျွန်တော်တို့ကအမြောင်များထုတ်လုပ်ဖို့လိုလဲဆိုတော့ဒီ fixed wing လို့ခေါ်တဲ့တောင်ပံတက်ထားတဲ့ guided ထိန်းချုပ်မောင်းနေနိုင်တဲ့လေယာဉ်တွေ drone တွေတွေအမြောင်များထုတ်လုပ်နိုင်ဖို့ကျွန်တော်တို့အခုမူတွေနီးပညာတွေအဆင့်အဖြစ်ဖြစ်ပြီးပြီ။ဒါနှစ်နှစ်တော်တည်းမှာပညာရှင်တွေလူငယ်တွေကြကုတ်ကြခဲအသေးအတန်း ပြင်းပြင်းထန်ထန်ဇွဲလုံးလာဝရိယအနှုတ်ရှိပေါင်းများစွာလေရင်ပုံးကျမှုပေါင်းများစွာဂျားတွေကတိဆောက်အောင်မြင်လာတဲ့အသီးပွင့်တွေကိုကျွန်တော်တို့အခုထုတ်ပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မှာမူရရှိနေပြီ hardware အကျန်းထည်ထုတ်လုပ်ဖို့အတွက်နော်ဘာရီနဲ့ထုတ်လုပ်မလဲဆိုတော့ခရိုင်းတို့ port တွေကတ်ထုတ်တယ်မဟုတ်ဘူးနော်အဆင့်မီမီ fiber glass နဲ့ကျွန်တော်တို့ထုတ်လုပ်နိုင်တဲ့အဆင့်ထိမူရကျွန်တော်တို့မှာအဆင့်သစ်ဖြစ်နေပြီဤပညာအရလဲခက်ကြွားကြွားလေးပြောရရင်တော့ခက်ကြွားကြွားခက်လုံးလုံးပြောရရင်တော့ မိုင်90အထိကိုနော်ဘယ်ဂျမ်ပါဥပကယူဆိုင်စာမလို့မတော်တဆဂျမ်ပါရဲ့နီးနောက်ဆုံးနီးပညာထိရင်တော့မှ percentage 900ခန်းလုံး100ခန်းလုံးတော့အနောက်ချက်ပဲဖြစ်မယ်ဘယ်ဂျမ်ပါဥမှမဆိုဘူးယူဆိုင်စာမလို့တဲ့နီးပညာနော်ဘယ်အန်တီဒရုန်းဥမှစင်းရင်းတွေကိုစောက်စင်းရင်းတွေကိုထည့်စရာမလို့တဲ့အခြေအနေကျွန်တော်တို့ဂျန်စီတွေပညာသည်တွေရှိမှရောက်ရှိနေပြီဖြစ်တယ်။သို့တော့ကျွန်တော်တို့မှာမရောက်ရှိပြတာက ဆိုတော့ mass production ထုတ်လုပ်နိုင်ဖို့ mass production ကလည်းဘာကြောင့်ထုတ်လုပ်ချင်တယ်လဲဆိုတော့မေးစုတို့ဒုတိယကမ္ဘာစစ်တို့ဒီတခြားသောလေကြောင်းတိုက်ပွဲတွေမှာရုပ်ရှင်တွေမှာတွေ့ဖူးမှာပေါ့စကန်တစ်ခုကိုစကန်ကြီးတစ်ခုကိုတမထမ်းလိုက် YouTube ချုပ်ကြီးတစ်ခုကိုလေရင်တွေဘုံကျဲတဲ့ခါမှာအပြုံပြုံလိုက်ပြုံလိုက်လာဥပမာဆိုဖလဲစိတ်ကန်းကိုမကြည့်အပါဖလဲဟာဘတ်ကိုလာတယ်ဘုံနေကျဲမြင်မျက်စိနဲ့မြင်ကြည့်ပါလေရင်ဝဝဝဝဝဝပြန်လာပြီးတော့လက်တစ်ပြက် surprise ဝင်ပြီးတော့ဘုံနေလုံးလုံးကျဲချသွားတယ်မြင်ကိုမြင်ကြည့်အဲအဲ့လိုပဲ ျွန်တော်တို့ရှေ့ကဒီဖက်စစ်အကျန်းဖက်မင်းအွန်လိုင်းရဲ့နော်ဖက်စစ်မင်းအွန်လိုင်းအကျန်းအကျန်းဖက်ဆိုတာလည်းအကျန်းလည်းဖက်နေတယ်ပြီးတော့တရားဝင်လည်းမဟုတ်နော်ကျွန်တော်တို့ရဲ့လက်ရှိအရာရှိအရာခံဒီမှာအားလုံးမှာ MS order ဆိုတာရှိတယ် MS order ဆိုတာယာဒူးခန့်အပ်တဲ့ order ဘုံမူကြီးတန်ရင်မှုဘသူအားယာယီတခုံးမှုဘသူအားတတ်မှတ်မှုဘသူအား MS order ဆိုတာခန့်အပ်တာရှိတယ်စနစ်တကျဥပဒေနဲ့ညီသွားတာတိုးတော့မင်းအွန်လိုင်းမှာ MS order မရှိဘူးတရားမဝင်ကြီးဒီဘေးကြီးက ီငရဲခွေးကြီးကသူ့ကိုသူအကောင်ကြီးဥစည်းတုတ်တာလုံနေတာဥပဒေမဲ့ကြီးအဲ့တော့ဥပဒေမဲ့တရားမဝင်နော်စစ်ရာဇဝတ်ကောင်အကျန်းဖက်သူ့ဟာသူစစ်တပ်ကြီးကိုပြန်ပြီးဆိုအတင်းဘိုလ်လို့အုတ်ချုပ်နေတဲ့လူဆိုးဓမြဘိုလ်ကြီးရဲ့လက်အောက်မှာအကြောင်းမျိုးမျိုးကြောက်ပဲဖြစ်ဖြစ်စိတ်ပါလက်ပါလည်းပဲဖြစ်ဖြစ်လုံနေစေတက်ခွဲဆင်တရင်ဆင်လောက်တော့ကျွန်တော်တို့ဆင်းနေမထဲတော့ဘူးသူတို့တက်ခွဲဆင်တရင်ဆင်ကကျွန်တော်တို့ကတော့အပြင်းပြေတော့ဖြစ်သွားပြီစခန်းအချိန်မီဝင်သိမ်းနိုင်တဲ့အခြေအနေဖြစ်သွားပြီ တိုင်ရင်လိုက်လက်နဲ့ချဖို့တဲ့ကြိုတင်ချိတ်ဆက်ပြီးတော့ခြေမျိုးလက်နဲ့သွားကောက်ဖို့အဆင်မြင်ရှိသွားပြီကျွန်တော်အခုလုံမှာကတမဌာနချုပ်တွေစကကဌာနချုပ်တွေနောက်ဆုံးပိတ်သို့မဟုတ်အခြေအနေပြီးရင်ပြီးသူတို့လုံမှာကနေပြည်တော်ကစီယုံချုပ်ကြီးတွေဥတည်နေပြီအဲ့တော့ကျွန်တော်တို့ဒီမှာစောစောကပြောသွားတယ်မိုင်90ထိပြန်နိုင်တယ်ဘယ် fix ဘယ် drone anti drone နဲ့ jumper system ဥမာ use ရသမလို့ဘူးနီးပညာဘာကြောင့်ဒီအချိန်မှာချိန်သားကထုတ်ပြောင်းတယ်လဲဆိုတဲ့ဟာတော့ မြုပ်ွက်လေးချင်းကျွန်တော်မပြောဘူးကျွန်တော်ပြောပြီဆိုကြတဲ့ကကျွန်တော်မိတ်ဆွေပြည်သူအားလုံးနားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့အစင်းသေးဖြစ်နေပြီဘာလို့လဲဆိုတော့ hardware တွေကို play စိတ်ကမ်းမှာတူတာတူတာတူတာអော်ပြီးတော့ကြာကြာကြာထိုးပြီးဘုံကျဲသွားတယ်မြင်ကွင်းလိုမျိုးနီးပြီးတော့စီယုံကျုပ်လိုတမဌာနချုပ်ကြီးတွေကိုစောစောကလေးမြန်းနေကျွန်တော်တို့အခုထုတ်လို့မဲ့လေးမြန်းဒုံးနေရဘလောက်ရှိရှိလဲဆိုတော့တောင်မန်တွေကကျွန်တော်တို့လူတရက်ကျော်ပါတယ်တောင်မန်တွေက ထိုးလုံနေပြီသို့တော့ကျွန်တော်တို့စမ်းသပ်ပြန်တမ်းပြီးပြီနေပြီးတော့နားဒီဝဲပြီးပြီဟိုတလောကတင်းနေကြမှာပေါ့နေဟိုဇုံနေအမျိုးမင်းပြီးဇုံနေဝဲသွားတာတွေ့ရဲဆိုတာအဲအဲ့ဒါပဲနော်ဝဲပြီးပြီစမ်းပြီးပြီအားလုံး ready ဖြစ်ပြီဆိုလို့ကျွန်တော်တို့ပြည်သူတွေကိုမနေ့ဖြန်ညမှာစတင်ထုတ်ပြန်ကြေညာမှာဖြစ်တယ်ကြံတော့နိုင်ငံတကာတလျားမှာအဖွဲ့အစည်းအသီးသီးကလည်းဆောင်ရွက်နေတာရှိပါတယ်နော်ကျွန်တော်ဆိုလိုတာကျွန်တော်တို့မနေ့ဖြန်ထုတ်ပြန်မယ်ဆိုတော့ဒီ KNDF ရဲ့ Edupomi မိစ္ဆာနင်ဘွယ် drone campaign တခုတည်းကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ကျန်တာတွေလုံနေတာရှိပါတယ်။ဒါပေမဲ့ကျွန်တော်အခုထဲထဲဝင်ကျွန်တော်ကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ဒီမိစ္ဆာနင်ဘွယ် drone campaign နဲ့ပတ်သက်လို့ highlight လုပ်ပြီးပြောတာကိုကျန်တဲ့ drone တပ်ဖွဲ့ဝင်တွေအားလုံးလည်းနားလည်ခွင့်လွှတ်ပေးပါကျွန်တော်လည်းမကြခင်ပူးပေါင်းပါဝင်ပေးမယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပြောချင်တာကဘာကြောင့်မိစ္ဆာနင်ဘွယ် drone ကိုကျွန်တော်တို့က highlight လုပ်ပြီးတော့ဦးစားပေးရတယ်လဲဆိုလို့ရှိရင်နေပြီးတော့ကိုဘဲကျုံနိုင်တဲ့ဘဲကျုံမယ်ဘဲတွေတော့ကျုံတယ် ဘဲကျုံနိုင်တဲ့အခြေအနေလုံးဝရှိလို့ပြည်သူကိုနှိုးဆော်လာတဲ့နောက်ဆုံးပွဲသိမ်းတိုက်ပွဲအတွက်တောင်းပန်ချက်ဖြစ်ပါတယ်အဲ့တော့ခါရှင်ချင်းလူတို့ချင်းပဲပြောမယ်ဗျာကျွန်တော်တို့တွေအခုထုတ်လုပ်မဲ့ဒီလီယင်တွေဟာဒီဒရုန်းတွေဟာနော်ကျွန်တော်ပြောပြမယ်သူ့မှာအားသာချက်၃ခုရှိတယ်ဘာလဲဆိုတော့တခြားသောတာမန်ထုတ်လုပ်တဲ့ဒရုန်းတွေဟာတရုတ်နည်းပညာတွေဘာညာနဲ့အဆင့်မြင့်မြင့်တွေအရန်တုံးကြတော့ဈေးအရန်ကြီးတယ်ကျွန်တော်တို့အခုထုတ်လုပ်မဲ့ဒရုန်းက ထိုက်တဲ့နဲ့ဈေးနှုန်းရှိပြီမယ်ထိုက်တဲ့နဲ့ဈေးနှုန်းမဈေးအရင်မကြည့်ဘူးဘယ်လောက်ထိဈေးမကြည့်လဲဆိုတော့ဒစည်းချင်းစီကိုကိုယ်နာမည်ကိုယ်မိသားစုနာမည်နဲ့လူရင်းနဲ့ဆိုရင်လူနိုင်လောက်တဲ့ပမာဏဖြစ်တယ်ကျွန်တော်တို့မိုင်90ထိသွားပြီးပြန်ပြီးဘုံကျဲမဲ့ drone ဒစင်းရဲ့နော် fix 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 ဒီ wing drone နော်ဒီ UAV ဒစည်းရဲ့တန်ဖိုးကမြန်မာငွေကျပ်350ဝန်းကျင်ပဲရှိပါတယ်350ဝန်းကျင် ကျွန်တော်တို့အိမ်မှာကားတွေစီးနေကြတယ်မှာတိန်းတထောင်တွေတိန်း၈၀၀တွေတိန်း၉၀၀ကားချင်းချင်းအပြိုင်ဆိုင်နေအဲအဲ့လိုကားတစ်စီးတိန်း၈၀၀တထောင်စီးနေတဲ့မိတ်ဆွေတွေအနေနဲ့ဒရုန်း၄၅စင်းတစ်ပြိုင်တည်းလှူနိုင်တယ်နော်ပလဲဟာဘာကိုဂျပန်နေကျဲသွားဆိုတော့နေပြည်တော်ကိုအဲ့ဒီကားတိန်းထောင်ချီစီးနေတဲ့မိတ်ဆွေတယောက်ကသူ့ကားတိန်းထောင်ချီရောင်းလိုက်ကျွန်တော်တို့ရှိယူပန်ပိုးလိုက် နေပြည်တော်ကိုပလဲဟာဘာဖြစ်တော်ကြောင်းပေးမယ်ကျွန်တော်တို့နော်နော်တိန်း၁၅၀တူးချင်းလှူလို့ရတယ် စုဆက်ပြီးတော့ပေါင်းလဲလှူလို့ရတယ်ကျွန်တော်တို့စီကိုလည်းချိတ်လို့ရတယ်မနေ့ပြန်ည၈နာရီမှာကျွန်တော်တို့စပြီးတော့ campaign ကျင်းညမယ်တလလောက်ကျွန်တော်တို့အချိန်ယူပြီးတော့ထုတ်လုပ်မယ်တနေ့ကိုအနည်းဆုံး2စီးထုတ်လုပ်နိုင်တဲ့အထိကျွန်တော်တို့မှာ ready ရှိနေပြီတနေ့ကို2စီးရန်ကုန်ဝင်ပေါ်ဝင်ပေါ်လာတလောက်လောလောဆယ် target အစီး20နဲ့အုပ်စုဖွဲ့ဘုံကျဲဖို့ကျွန်တော်တို့အစင်းနေပြင်နေပြီအဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေဒီချိန်မှာပွဲသိမ်းအတွက် ကျွန်တော်တို့ခမားတို့ရဲ့သားသမီးတွေခေါင်းတက်တဲ့ကိုပြစ်တက်သွားတဲ့မိစ္ဆာကောင်များကိုကလေးသားပြန်ချေဖို့အတွက်ခမားတို့ကျွန်တော်တို့ရဲ့သားသမီးမိတ်ဆွေတွေကိုအကျဉ်းစခန်းဒီမှာရဲဆက်ဆက်နှိမ့်ဆက်ညှင်းပန်းတပ်ဖြတ်ခဲ့တဲ့မိစ္ဆာတွေကိုကလေးသားပြန်ချေဖို့နောက်ဆုံးအချိန်အချိန်ကိုက်လှုပ်ဆောင်နိုင်ဖို့ခမားတို့အကူအညီလိုအပ်တယ်မိတ်ဆွေတို့အကူအညီလိုအပ်တယ်ကျွန်တော်တို့ခင်ဗျားတို့အနာဂတ်ကြီးကိုဂုတ်ခွစီပြီးတို့ Telegram တွေမှာအခုကြွေးကြော်နေတယ် နောက်ဆုံးအနည်း20အနည်းဆုံးအုပ်ချုပ်နိုင်တဲ့အထိငါတို့ပြင်ဆင်ပြီးပြီတဲ့ဟေးယုံနှန်းစကားလားမပြေးခင်ပြောသွားတဲ့နော်တေကာတေဤချီးပန်းမရဆိုတဲ့ကောင်းရဲ့စကားလားသိရအောင်ပြည်သူလူထုခွန်အားနဲ့ကျွန်တော်တို့ပါဝင်ပူးပေါင်းဖို့ချိန်ကြပြီနော်အဲ့တော့၃ချက်ဈေးကြီးတယ်အရင်သူများတွေကတခြားတွေလောက်တာကျွန်တော်တို့ကဈေးတင်တယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒုတိယအားသာချက်ကကျွန်တော်တို့ထုတ်လို့မဟာသည် long distance ပြန်တန်းနိုင်တယ်တာမန်ဟာတွေကနာမိုင်၃မိုင်အများဆုံး၅မိုင်အလုံးစုံဒီလောက်ပေါ့တာမန် drone တွေတွေက အကန့်အသတ်တွေအများကြီးရှိတယ်။စင်ကနေတွေကဒီတယ်လီဖုန်းစင်ကနေတွေမိတဲ့နေရာမှာပြန်သန်းရတာမျိုးဂျမ်ပါတွေနဲ့အန်တီဒရုန်းတွေရှုတ်ရှူတင်းပစ်ချတဲ့အခါမှာပြတ်ကျသွားနိုင်မျိုးရှိမယ်။ကျွန်တော်တို့အခုထုတ်လို့အများအများထုတ်လို့မဲ့ဒရုန်းတွေက long distance မိုင်း90အထိကျွန်တော်တို့ပြန်နိုင်တယ်။ပြန်နိုင်တယ်။ဆန်းသက်ပြီးပြီ။အဲလိုပြည်သူတွေအခုညီတောင်းတယ်။နောက်တတိယကျွန်တော်တို့အားသာတဲ့ချက်ကကျွန်တော်တို့က payload payload အနည်းဆုံးကျွန်တော်တို့က81ဘုံသီးကျွန်တော်နှလုံးလောက်ထိကျွန်တော်တို့တင်နိုင် နှလုံးအဲ့တော့လေရင်တစ်စီးမှာနှလုံးအစီး20 debate ထဲပြန်မယ်အလုံး40 81အလုံး40ကိုအဲ့စကန်တစ်ခု debate ထဲကျဲမယ်ကဲဘယ်ကောင်ခံနိုင်မလဲပြောပြည်သူကူညီကျွန်တော်လုံနိုင်တယ်ဘိုင်း90ကျွန်တော်တို့ထိန်းချုပ်နိုင်တယ်โอเคเนาะအဲ့တော့ကျွန်တော်တို့ဒီပြည်သူတွေရှိတာထုတ်ရောင်းရင်ရောင်းဘန်ထဲမှာမကြခင်ဖြူပြက်ပြီးဖြတ်သိမ်းခံတော့မဲ့ဘန်ထဲမှာငွေထားမဲ့အစားကျွန်တော်တို့အနာဂတ်ကိုငွေနဲ့ခင်းပြီးကြိုးစားဖို့အားမွေးပါပြည်ထဲမှာရှိတဲ့တထေးတကြွေတွေ အခုခင်ဗျားတို့နိုင်ငံခြားကုန်သွယ်မှုဘဏ်ပိတ်ပြီးတဲ့နောက်ဒေါ်လာကိုတရဲမရဲဘလူးစီတရဲစီလိုနေတဲ့ဖက်စစ်မိတ်ဆာတွေရဲ့အတင်းအမငွေညစ်နိုင်ကျင့်ချိန်ချောက်ပြန်ပြီးဆွဲဘူကြခင်ဗျားတို့စီးစိမ်တွေကိုဓမြအလီလီတိုက်ခံမဲ့ဘေးကကာကွယ်နိုင်ဖို့ကျွန်တော်တို့တွေနဲ့ပူးပေါင်းဖို့လိုတယ်မြန်မြန်ဒီကောင်တွေကိုနှင်ထုတ်နိုင်လေမိတ်ဆာတွေကိုနှင်ထုတ်နိုင်လေကျွန်တော်တို့စီးပွားရေးအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ဖြစ်မယ်ခင်ဗျားတို့ပျော်လဲလူနီနီလုပ်ငန်းကြီးတွေကို မပြိုလဲအောင်ကျွန်တော်တို့အမြန်ဆုံးကာကွယ်ဖို့ကြိုးစားပေးဖို့ဝိုင်းကူကြဖို့လိုတယ်နော်အဲသုံးချက်ကျွန်တော်ပြောပြပြီနော်ကျွန်တော်တို့တွေအနည်းဆုံး2 kg တက်ကိုကျွန်တော်တဲနိုင်တယ် fiber glass နဲ့ဒီဆောက်မှာကျွန်တော်တို့ဒီဟိုချက်ကူလေးတွေတို့ဟို PVC ပားလေးတွေနဲ့ no fiber glass နဲ့မိုးတွေနဲ့ကျွန်တော်ဒီဆောက်မှာသူ့တောင်ပန်းအရှိကိုမျက်စိပြင်ပြောင်းလူတရကျော်တယ်ဟုတ်ပြီနော်ဒါတော့တော်တော်လေးလေးမဟုတ်ဘူးလေးဟုတ်တော့မဟုတ်ဘူးကျွန်တော်တို့အားလုံးအဆင်ပြေပြေထားပြီဘယ်လောက်ထိကျွန်တော်တို့က ဆုံးဖြတ်ပြင်ဆင်တာလဲဆိုတော့ quality ကိုလိုအပ်တလို့ပဲထိန်းချုပ်မယ်တောင်မန်ကိုလိုအပ်တဲ့အတိုင်းအတာကြီးပဲတူပြီးတော့ pay load ကိုပိုတင်ပြီးတော့ကျွန်တော်တို့ကကာမီကာဇီ drone တွေမြောက်များထုတ်လုပ်မယ်ကာမီကာဇီဆိုတော့ပြန်လမ်းမဲ့ပေါ့ဗျာကျွန်တော်တို့သူ့ကိုတောင်းဆင်မထားတော့ဘူးဒါပေမဲ့မင်းတာဝန်ကြီးတဲ့အထိနောက်ဆုံးနော်တာဝန်ကြီးတဲ့ကာမီကာဇီ drone ဘိုင်90กว่านี่หลွတ်လိုက်ตั้วเนี่ยကျွန်တော်ဒီကနေမှတ်တမ်းတောက်ဆောက်ထားမယ်ဩဒုတိယဘူโจကြီးຢາပြည့်ရဲ့ drone လူတုတက်ဖွဲ့သူစကန်သူဘလို့မှအခြေအနေမလှတော့မှန်းသိလို့သူကိုယ်တိုင်ပါဝင်ပူးပေါင်းလာတယ်။โอเคသူဒုံသွားနေ။နေပြည်တော်ရဲ့ဘယ်လိုင်ကောင်းဘယ်ဝင်ပေါက်ဘယ်ဘယ်စီတိုလောင်စကန်ဘယ်ရိတ်ကစကန်နဲ့ဘယ်ဒုံးမြန်စကန်တဲ့တဲ့သွားပြီးနောက်ဆုံးဂျိုင်းသူမကွဲခင်အထိမှတ်တမ်းကျွန်တော်တို့ထုတ်ပြန်ပေးမယ်။ဟုတ်ပြီနော်။အဲ့ဒီအစီအစဉ်ကျွန်တော်တို့အားလုံးပြင်ဆင်ထားပြီးပြီမိတ်ဆွေများနေပြည်တော်ဘဲကျုံဖို့ဘဲတွေများများရဖို့ ਨੇ တောင်ပန်များများတတ်နိုင်ဖို့ပြည်သူတွေဝိုင်းကူဖို့ကျွန်တော်ပန်ကြားခြင်းတယ် ရက်ဖြန်ည၈နာရီကစပြီးကမ်ပိန်းကိုစလွှင့်မယ်လက်တွေ့လိုလုံးနေတဲ့လူတွေဖြစ်တယ်အပြောကြီးတဲ့အဖွဲ့တွေမဟုတ်ဘူးလူပညာရှင်တွေအားလုံးဝင်ရတယ်တကယ်လို့လုပ်မယ်ဘာကြောင့်ဒီမိစ္ဆာနေမွေးပူးပေါင်းပါဝင်ရတဲ့ဆိုတော့ကျွန်တော်တို့အားလုံးနိုင်ငံတကာလုံးကိုဒုက္ခပေးနေတဲ့အာဆီယံနိုင်ငံတစ်ခုလုံးကိုနိုင်ငံအားလုံးကိုလည်းပြဿနာမျိုးမျိုးရှာနေတဲ့ဘဲတအုပ်ကိုညီကုန်းချုပ်ဖို့အနည်းဆုံးနေရာကစပြောင်းနိုင်ဖို့အတွက်ကျွန်တော်တို့စူးစမ်းတာဖြစ်တယ်အဲ့တော့ခေါင်းကိုထိရင် ကျွန်တော်တို့ရဲ့ဒေါ်နယ်ထရန့်ပြောတယ်မလားစစ်ပွဲကြီးအနိုင်ရရှိရင်ဘာဖြစ်လဲစစ်ဖြစ်အောင်လုပ်နေစစ်ဘုတ်ချုပ်အရင်သားအရင်ဘာဖြစ်ရလဲအနာပေးရတယ်အဲ့တော့ကျွန်တော်တို့တွေဟာအဲ့တော့လက်ရှိကျွန်တော်တို့လုပ်မဲ့အစီအစဉ်ဟာခေါင်းထိအကုန်ပြူခေါင်းမဲကျွန်တော်တို့ရှင်းမှာအောက်ခြေရလူတွေအသက်ကင်းလို့ခွင့်ရနိုင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့မိစ္ဆာနေမွေအစီအစဉ် don't throw လုပ်မဲ့အစီအစဉ်ကိုလက်ရှိတပ်ထဲကပုံကိုယ်တွေလဲပအဝင်ကူညီပေးပါဘာလို့ဆိုတော့ခင်ဗျားတို့အပြစ်လွတ်တယ်လေ အပြစ်လွတ်တယ်နော်အဲ့တော့ကျွန်တော်ပါဝင်ကူညီပေးပါ